ားလုံးပဲမင်္ဂလာပါ။ကျမ်းမာတူတက် YouTube Channel ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့အမျိုးသမီးရဲ့ယာတိလာနေချိန်မှာကောင်းလျှော်ရင်ဘာဖြစ်တတ်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးကျမ်းမာရဲ့အသိပညာအကြောင်းကိုပြောပြပေးသွားမှာပါ။အမျိုးသမီးတွေယာတိလာနေချိန်အတွင်းမှာကောင်းလျှော်ရင်တွေးခဲတတ်တယ်၊တွေးတွေကအပေါ်ကိုကန်တတ်တယ်၊စသဖြင့်ပြောကြတာတွေကိုကြားဘူးကြမှာပါ။လူမှုကွန်ရက်ဒီပုံမှာလည်းအမျိုးသမီးငယ်ငယ်လေးတွေအကြောင်းရင်းမရှိစုံသွားရင် ရာသီလာတော့ခေါင်းလျှော်တာဖြစ်မှာပေါ့ဆိုပြီးတရင်နေတက်လာကြပါတယ်။ရာသီလာနေချိန်မှာခေါင်းလျှော်လို့ရရမရဘူးဆိုပြီးအုပ်စုတွေကွဲနေတာရှိတော့ဒီဗီဒီယိုမှာအမျိုးသမီးတွေရာသီလာနေချိန်အတွင်းမှာခေါင်းလျှော်လို့ရလားမရဘူးလားရာသီလာနေချိန်ခေါင်းလျှော်ရင်ဘာဖြစ်တတ်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင်လုပ်ပြီးသွားကြဖို့အတွက်တောင်းဆိုချင်ပါတယ်။ရာသီလာချိန်ခေါင်းလျှော်ရင်စူးကျူးတွေဖြစ်တတ်တယ်ဆိုတာတကယ်လားမိဘအဖိုးအဖွားတွေလက်ထက်ကလေးက ယာတီလာနေချိန်မှာခေါင်းမလျှော်ရဘူးအနည်းဆုံးတော့ယာတီပထမရက်မှာမလျှော်ရဘူးလို့တားကြတာကိုကြားဘူးကြမှာပါလူကြီးတွေကိုမေးကြည့်ရင်တအိမ်အလုံးတည်တက်တယ်တွေးတွေကန်တက်တက်တယ်ယာတီလာလာရက်သွားတက်တယ်စသဖြင့်ဖြေကြတာကို တွေ့ရပါတယ်တအိမ်အလုံးတည်တက်တယ်အလုံးဆိုတဲ့နေရာမှာတွေးလုံးရောအသားလုံးရောအကုန်ပါပါတယ်ဒါတွေကယာတီလာချင်းကောင်းလျှော်ရတယ်မဆိုင်ပါဘူးဒီယောဂါတွေကအမျိုးသမီးငယ်လေးတွေယာတီလာတဲ့အရွယ်တွေမှာဖြစ်တာဆိုတော့ ီနှစ်ခုကိုဆက်ဆက်ပြီးကောက်ချက်ချလိုက်တာဖြစ်နိုင်ပါတယ်။ရှားဒီလာချင်းကောင်းမလျှော်တဲ့သူတွေမှာလည်းဒီယောဂဖြစ်တာကိုတွေ့ရပါတယ်။သွေးတွေကန်တက်တယ်။ရှားဒီလာနေချိန်မှာကောင်းလျှော်ရင်အုံနောက်ကိုသွေးဆောင်တက်တယ်။တနည်းအားဖြင့်သွေးကြောပြတ်တက်တယ်လို့ပြောကြပါတယ်။ဒါကလည်းမဟုတ်ပါဘူး။ရှားဒီသွေးဆိုတာကကလေးများရလာခဲ့ရင်တရေသားလေးတွေ့လို့ရအောင်ကာဝယ်ပေးထားတဲ့တအိမ်ရဲ့နေရန်လေးတွေကြွားကြလာတာဖြစ်ပါတယ်။ခေါင်းကသွေးကြောတွေနဲ့မဆိုင်ပါဘူး။ ဒါကြောင့်ရာသီလနေချိန်မှာကောင်းလျှော်လို့သွေးရည်ကန်တက်တယ်ဆိုတာလည်းမဟုတ်ပါဘူး။ရာသီသွေးရက်သွားတယ်။ရာသီရက်တွေကအတိုးလျှော်ဖြစ်နိုင်ပါတယ်။ဥပမာဒီလ9ရက်လာပြီးနောက်လ4ရက်လာတာစသဖြင့်ပေါ့။ရုပ်တရက်ကြီးရာသီသွေးရက်သွားတယ်ဆိုရင်ကို့မှာစိတ်ဖိစီးမှုတွေများနေရလား။ဟော်မုန်းပါရစီတွေအရေးပေါ်ကိုဝင်သားစီးတွေကိုတောက်နေရလားဆိုတာကိုစဉ်းစားကြည့်ပါ။ဒါတွေကလည်းရာသီရက်သူရာရှည်တာကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီးခန္ဓာကိုယ်မှာဟော်မုန်းအပြောင်းလဲဖြစ်ရင်လေရာသီရဲ့အပေါ်မှာတက်ရောက်မှုရှိပါတယ်။ဒါကြောင့်မို့ရာသီလာနေချိန်မှာကောင်းလျှော်လိုက်တာကရာသီသွင်းရက်သွားအောင်တော့မလုပ်နိုင်ပါဘူး။ရာသီလာချိန်မှာကောင်းလျှော်လို့လည်းဘာမှမဖြစ်တလို့မလျှော်လို့လည်းဘာမှမဖြစ်ပါဘူး။နှစ်ခုလုံးကအသက်အန္တရာယ်မရှိပါဘူး။ဒီကိစ္စကိုတာဖွားမီးရဲ့ဆရာဝန်ကြီးတွေရောတခြားဆရာဝန်တွေရော အသိပညာပေးထားတာတွေရှိပါတယ်။ယူနီဆက်ကနေတော့ ရာသီလချိန်မှာရေချိုးကောင်းလျှော်ရာကအန္တရာယ်မရှိကြောင်းပညာပေးစာဆောင်တွင်ထုတ်ထားပါတယ်။ဒါပေမဲ့အများစုကခေါင်းလျှော်လို့မရဘူး။လျှော်လိုက်ရင်အန္တရာယ်ဖြစ်မယ်လို့တွေးကြတော့မှာပဲ။ဒီဗီဒီယိုကလည်းအမျိုးသမီးတွေရာသီလနေချိန်မှာခေါင်းလျှော်ကိုလျှော်ရမယ်ဆိုပြီးတိုက်တွန်းနေတာမဟုတ်ပါဘူး။ရာသီလနေချိန်အတွင်းမှာခေါင်းလျှော်လို့ရလား။လျှော်ရင်ရောတခုခုဖြစ်မှာစိုးရင်ရလားဆိုပြီးတွေးပူနေတဲ့အမျိုးသမီးတွေအတွက်ရည်ရွယ်ပါတယ်။ရာသီလချိန်မှာခေါင်းလျှော်လိုက်တာဖျားသွားလို့ ကောင်းကိုက်လို့စသဖြင့်ပြောကြတာတွေလည်းရှိပါတယ်။ဒီလိုဖြားနာမှုတွေကတော့ရာသီလာချိန်မှမဟုတ်ပါဘူး။တခြားအချိန်တွေမှာလည်းကောင်းလျှော်ရင်းနဲ့အခက်မသင့်ဖြစ်တတ်ပါတယ်။ရာသီလာချိန်မှာတော့ပင်မမီးအားနည်းနေတဲ့အတွက်တာမန်ချိန်ထက်ဖြားနာလွယ်ပါတယ်။ဒါကြောင့်ရေမြမြန်ချိုးကောင်းမြမြန်လျှော်ပြီးထေချာချအောင်တုပ်ပါ။ဒါဆိုရင်ကောင်းကိုက်တာဖြားနာတာတွေဖြစ်မှာမဟုတ်ပါဘူး။ဒီလောက်ဆိုရင်တော့ရာသီလာနေချိန်မှာကောင်းလျှော်တင်မလျှော်တင်နဲ့ပတ်သက်ပြီး ကျမ်းမာရေးဗဟုသုတအနည်းငယ်ရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြတာပေါ့နော်